အစ္စလာမုအလိုက်ကွမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုရဘီလအဝလ29ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ19ရက်နေ့တောက်ကြနေမှာ5မိနစ်တွင်အောင်မြင်ခဲ့ရတဲ့ငန်းစာအမတ်စင်1139ကိုတင်ပြမှာဖြစ်ပါတယ်စိတ်မနှက်နဲ့အမျိုးသမီးရဲ့အပေါ်မှာကျင်နာခဲ့တဲ့မြတ်ကိုယ်တော်ရဲ့ပုံရိပ်တစ်ခုကိုတင်ပြမှာပါအနက်ရဒီအလ္လာဟူတလာအန်ဟူတခင်ကဆင်မြန်ခဲ့ပါတယ်စိတ်မနှက်နဲ့အမျိုးသမီးတစ်ယောက်ကတမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်ဟိဆလမ်ထံတော်ပါမှာအခစားဝင်ပြီးတော့ ဩရစုလ်တမန်တော်တဲ့ကျမမှာကိုတော့ကိုနှစ်ဦးတည်းတင်ပြเสียရရှိပါတယ်တဲ့အဲ့ဒီချိန်မှာတမန်တော်မြတ်ဆလ္လာစလမ်ကကဲရပြီအတင်မနှစ်တရာလမ်းသွယ်တစ်ခုကိုရွေးလိုက်တင်မရဲ့တင်ပြချက်ကိုငါနားထောင်မယ်ပြီးရင်ဖြည့်ဆည်းပေးမယ်လို့ကိုတော်ကမိန့်ကြားတော်မူပြီးတော့သူမရဲ့လူအချက်ကိစ္စအကြောင်းပြောဆိုပြီးတဲ့အထိအဲ့နေရာမှာပဲနေပြတော်မူခဲ့ပါတယ်ဒီအကြောင်းအရာကနေရရှိတဲ့သင်ခန်းစာကတော့နံပါတ်1တမန်တော်မြတ်ဆလ္လာစလမ်ဟာအားနေတဲ့ဒီအမျိုးသမီးရဲ့စိတ်နှလုံးကို ဘယ်လိုနှူးညံ့စွာဖြည့်သိမ့်ပေးတော်မူခဲ့တယ်ဆိုတဲ့အကြောင်းကိုကြည့်ရှုသင့်ပါတယ်။အကြောင်းပြချက်တွေမပြောခဲ့ပါဘူး။အချိန်မဆွဲခဲ့ပါဘူး။လူအများရှိမှသူမကိုနှင်မထုတ်ခဲ့ပါဘူး။သူမရဲ့ကိစ္စကိုအရေးကြီးတယ်လို့သူမခံစားစီရဖို့နဲ့သူမရဲ့လူအချက်ကိုလစ်လျူရှုမထားဖို့သိရှိစေဖို့ဘုံတိတ်ခါရှိတဲ့ဇကားတွေနဲ့နေရာနဲ့အချိန်ကိုပေးအပ်တော်မူခဲ့ပါတယ်။နံပါတ်၄ချက်ကတော့ဒီလိုမျိုးတမန်တော်မြတ်ဆလ္လာလ္လာဟူအလัยဟိဝါစလမ်ရဲ့ကျွန်းွန်ခြင်းဟာတမန်တော်ရဲ့ဂုံတိတ်ခါကိုမယော့နှဲစေခဲ့ပြီးတော့ပုံမမြင်မစေခဲ့တဲ့ ီအမျိုးသမီးကိုသူမမသိရှိဘူးတဲ့လူဂုံတိတ်ခါကိုချီးမြှင့်ခဲ့ပါတယ်။ဒါကြောင့်သူမဟာမိမိရဲ့လိုအပ်ချက်ပြည့်စုံပြီးပြည့်စုံပြီးဆိုမှစိတ်တက်တာရရပြီးတော့ဒီတွစ်ဆူမူကန်တွေထွက်ခွာသွားခဲ့တာပါ။ကျွန်တော်တို့ပါဝင်ကျင်မှာလည်းဒီကဲ့သို့အားနည်းတဲ့လိုအပ်ချက်ရှိသူတွေအများကြီးရှိပါတယ်။သူတို့ဟာဥစ္စာဒဏ်ကိုမလိုလားကြပါဘူး။သူတို့လူချင်းနေတာကနားထောင်ပေးခြင်းတစ်ခုပါပဲ။ตายရတဲ့စကလုံးနေနဲ့လေးစားမှုရှိတဲ့ကြည်ရှုမှုတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဓမ္မနမေဆလမ်တော်လ္လာဟ်ရဲ့ပြုမှုဆောင်ရွက်ခဲ့တဲ့အတိုင်း သူတို့ရဲ့လိုအပ်ချက်တွေကိုသူတို့နဲ့အတူတူရှောက်လန်းပြီးတော့သူတို့ရဲ့အကူအညီဖြစ်ဖို့ကျွန်တော်တို့ကြိုးစားကြရမှာပါအစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ